ဖြစ်တဲ့ဆက်ပေးမဲ့တဲ့ရင်ကတော့ဝိုင်းရောဂါဖြစ်ပွားမှုတွေကြောင့်တပတ်အတွင်းမှာ190နာရီသေဆုံးခဲ့တဲ့တဲ့ရင်ဖြစ်ပါတယ်ဝိုင်းရောဂါကူးစက်ပြပမှုတွေကြောင့်ဆူဒန်နိုင်ငံမှာတပတ်အတွင်း190နာရီအထိတိုက်ဆုံးခဲ့တယ်လို့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကသတင်းထုတ်ပြန်လိုက်ပါတယ်။ဝိုင်းရောဂါကူးစက်ခဲ့ရသူ2000ကျော်ရှိခဲ့တဲ့အပြင်တိုက်ဆုံးသူအများအားလည်းစိုးရိမ်ပွေရာနေထားပြီးမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ကုဆတ်မှုများစွာပေါ်ခဲ့တဲ့နေရာဟာဆူဒန်အစိုးရကိုလက်နက်ကင်ပုံကန်နေတဲ့ ISF တပုံတွေကနီလန်မျိုးမျိုးနဲ့အစိုးရတပ်တွေကိုတိုက်ခိုက်မှုတွေလှုံ့ဆော်နေတဲ့ခါတုံမျိုးဖြစ်တယ်လို့သိရပါတယ်။ဆူဒန်တပ်မဟုတ်ကြီးဌာနကဝန်ရောဂါပြပမှုနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ခဲ့ရမှာ ISF တပုံတွေက drone နဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရမှာခါတုံမျိုးရေးပေးနေတဲ့စေယုံတွေနဲ့ရေးပေးနေတဲ့နေရာတချို့ကိုထိခိုက်ခဲ့တာကြောင့်တန်ရှင်းနဲ့ရေးပေးတာပြတ်တန်သွားတာကဝန်ရောဂါပြပစေတဲ့အဓိကအကြောင်းဖြစ်ပါတယ်။ ဟာတို့မျိုးမှာတိုက်ပွဲတွေကြောင်းလျက်စင်ပြတာမျိုးဖြစ်ပေါ်နေတာကြောင့်ရေကိုကျွချက်တာဖို့အတွက် ခက်ခဲနေတာကလည်းဝါရောဂါကူးစက်ပြပမှုကိုပုံမမြင့်တက်စေခဲ့ရလို့သိရပါဗျ။ဒီသတင်းကိုတော့ညီကျဲဝါပြပူလာပါဗျ။